အားလုံးမင်္ဂလာပါဗျာဖိုးဖိုးလေးနေမြန်နေပြန်လည်ကြိုးစပါရယ်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အဝေးရောက်နေတဲ့ကိုယ့်ရဲ့ကောင်းဝင်လေးကိုယ့်ရဲ့ကောင်းမလေးကိုယ့်ရဲ့ချစ်သူတွေရဲ့ဖုန်းတွေကိုကျွန်တော်ဒီကနေပြီးတော့သူတို့ဖုန်းထဲမှာဘာတွေရှိတယ်ဘာတွေလှုပ်ထားလဲအဲဘယ်သူနဲ့ပြောနေဆိုတာကိုအကုန်လုံးဖုန်းတစ်လုံးထဲမှာဘာတွေရှိတယ်ဆိုတာကိုအစအဆုံးဝင်ပြီးစစ်ဆေးလို့ရတဲ့နေလေးမြောက်ပေးမှဖြစ်ပါတယ်ဒီနေ့လေးကအရန်အသုံးဝင်မှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တိမိသားလေးဇုံတို့ရဲ့အတွက်လည်းတကယ်ကိုအစီအမံထင်ပါတယ်ဟိုဘယ်နေရာဘယ်ဒေသဘယ်နိုင်ငံပဲရောက်ရောက်အဲ့တော့ဆော့ဝဲလေးတစ်ခုရှိအောင်နဲ့ ချစ်သူတယောက်ဖုန်းနဲ့ဘယ်သူနဲ့ပြောထားလဲဘာလေးလှုပ်ထားလဲဆိုတော့ကျွန်တော်တို့အကုန်တိအကုန်ကြည့်လို့ရမှာဖြစ်ပါတယ်အဲ့လိုကြည့်ဖို့အတွက် software software ကျွန်တော်တွေတခုလုံးမယ်အဲ့ software သူလည်းထည့်ရမယ်ကိုလည်းထည့်ရမယ်အဲ့တော့ကျွန်တော်တို့သူနှစ်ခုနဲ့ချိတ်ဆက်မပေါ့နော်ဒါပြောမစလို့တော့ကျွန်တော်ဒီနီးလေးကကျွန်တော်ဖုန်းစားပြီးလုပ်တဲ့လူတွေဆိုလို့ရှိရင်အဲကျွန်တော်ဆိုဆိုကြပါစို့ကျွန်တော်မိတ်ဆွေရဲ့ single မှာရောက်နေတယ်ကျွန်တော်ကဒီမြန်မာပြည်မှာအဲကျွန်တော်မိတ်ဆွေများဖုန်းကိုကျွန်တော်ပြုပြင်ပေးမယ်အဲ့ဒါလေးစစ်ပေးမယ်ဆိုရင်အခုလိုမျိုး software တွေတုံးပြီးတော့မိတ်ဆွေများဖုန်းကိုအဲကျွန်တော်တွေ live ပြီးတော့ကျွန်တော်စစ်စစ်ပေးတယ် ကျွန်တော်အရင်တော့တော့ကွန်ပျူတာတွေအတွက်သုံးလို့တာဖြစ်ပါတယ်အခုနောက်ပိုင်းဖုန်း version နဲ့ထွက်လာပါပြီကြာပါပြီခိုးရင်တော့ team view ပုံနော် team ဟော team view ပါတော့ပေါ်ပေါ်လာတော့ကြာပြီအဲအခုနောက်ပိုင်းတော့အခုကျွန်တော်ပြောမယ့် software တွေကတော့ AnyDev ပဲဖြစ်ပါတယ် Atra ကိုလည်းတချို့သုံးကြတယ် Atra ကတော့ mobile version မှာမတွင်ကျသေးပါဘူး AnyDev ကတော့ mobile version မှာတရားဝင်ထွက်လာတာတော့ကြာပါပြီသုံးဖို့သုံးနည်းလေးမျှဝေပြီးမှဖြစ်ပါတယ်အဲသဘောကျတော့ကျင့်တဲ့အစားဆုံးကြည့်တော့ပါဗျ Okay let's go ကြည့်အောင် โอเคအဲ့ဆိုရင်ကျွန်တော်တို့ရေကျွန်တော်တို့ဒီမှာဖုန်းဖုန်းနှလုံးရှိတယ်ပေါ့နော်ဒီဖုန်းနှလုံးကဘယ်နိုင်ငံဘယ်နေရာဘယ်ဒေသဘယ်ရာရောက်ခြေဆက်လို့ရပါတယ်အဲ့တော့ခြေဆက်ဖို့အတွက် software တခုလိုတယ်အဲ့တော့လောလောဆယ်တော့ကျွန်တော်ပထမ software နေနဲ့ AnyDesk ကိုတုံးပြမယ်နော်ဒီမှာကျွန်တော် oh sorry အဲကျွန်တော်ပြန်ပြောပြမယ်ဒီမှာ AnyDesk နော် AnyDesk software လေးရှိပါတယ် AnyDesk software ကိုကျွန်တော်တုံးပြမယ်နောက်ဒုတိယပြီးတော့မှာတော့ကျွန်တော် တင်ပြတော့မြမယ်เนาะအဲ့တော့ engineer software ဒီဖုန်းမှာထည့်ထားတယ်အဲ့တော့ကျွန်တော်မိတ်ဆွေပြီးပါရောက်နေမိတ်ဆွေတွေနိုင်ငံခြားရောက်နေတဲ့ကိုယ့်ရဲ့ကောင်းလင်ကိုယ့်ကောင်းမလေးဖုန်းတွေကိုလည်း engineer software တွေထည့်ခိုင်းမယ်เนาะအဲ့တော့ကျွန်တော်ဒီမှာ engineer တွေထည့်လိုက်မယ် play store ဝင်မယ် play store မှာကျွန်တော်တွေ a n o y n e d e r sorry မှာ a n o y n e d s k တဲ့ engineer ဆိုတဲ့နေရောင်လေးဖြစ်ပါတယ်ဒါလေးကိုကျွန်တော် install လုပ်လိုက်မယ်เนาะ โอเคဒါလေးကို install လုပ်လိုက်မယ် install လုပ်လိုက်ပြီးတော့ကျွန်တော်တို့ချိတ်ဆက်မယ်ပေါ့เนาะအဲ့တော့သူ့ဖုန်းနဲ့ကိုဖုန်းနဲ့ချိတ်ဆက်ပြီးတော့သူ့ဖုန်းနဲ့ရအားလုံးကျွန်တော်တို့ထိန်းချုပ်လို့ရပါတယ်ဒါကကျွန်တော်တို့ service တပတ်လုပ်တဲ့ခါမျိုးမှာလည်းကျွန်တော်အမြဲတမ်းသုံးနေကြဖြစ်ပါတယ်အဝေးကကျွန်တော်အဝေးကအဝေးကမိတ်ဆွေတွေဖုန်းတွေဖုန်း error တွေတက်လို့ရှိရင်အခုလိုမျိုးပဲသူနဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့သူ့ဖုန်းနဲ့ loaded setting လေးနေချိန်ပေးတာမျိုးလေးလုပ်ပေးပါတယ်โอเคဒါလည်းခုခုလိုတိုင်းပဲပေါ့เนาะ ဟိုဒါတော့တခုသတိသတိထားမှာတော့ကျွန်တော်တွေကိုယ့်ရဲ့ကောင်းလင်ကိုယ့်ကောင်းမလေးရင်းညစ်လို့ဖြတ်ပါမယ်တစိမ့်နေဆိုလို့ရှိရင်တော့ကိုယ့်ဖုန်းနဲ့အရာတွေအားလုံးကိုမှုေသွားနှောက်သွားလို့ရပါတယ်ပေါ့နော်โอเคဒါဆိုရင်ပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ချိတ်ဆက်ပြီးပြီဒါလေးဖွင့်ပြီးပြီနော်အဲ့တော့ဒါဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေအန်ဒီတက်လေးကိုဖွင့်မယ်နော်ဒီမှာအန်ဒီတက်လေးကိုဖွင့်လိုက်မယ်ဟော permission နဲ့ allowance နဲ့တောင်းရင်ပြီးမယ်နော်โอเคဒီပြီးမယ် အမှပါမရှင်နဲ့လောင်းနေတောင်းရင်ပါမရှင်နဲ့လောင်းနေအကုန်ပေးမယ်နော်အဲ့တော့တလုံးတလုံးတော့ပါမရှင်လောင်းနေတောင်းတော့ပုံမမို့ဒီညာလေးပြန်ညာလေးကိုနှိမ့်လိုက်မယ်ဒီညာလေးကိုနှိမ့်လိုက်မယ်ဒီညာလေးကိုနှိမ့်လိုက်မယ်အဒီညာလေးကိုဆက်နှိမ့်မယ်အဲဒီမှာသူကဘယ်ညာလေးလုံးမယ်ဆိုတော့ပြပေးတာပေါ့နော်โอเคဒီမှာလေးโอเคโอเคပြီးလို့ရှိရင်တော့ဒီကောင်လေးကိုရပြီပေါ့နော်ရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအဲကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီအမန်ကြီး ဒီ sorry ဒီအမားကိုက find နေပါလေစကားပြောလို့ရ find ပို့လို့ရနော်တကယ်လို့ကိုကဒီမှာ find နေပါလေပို့ခြင်းညီမဒီချက်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 ကလေးဝင်ပြီးတော့ဒီမှာဒီ permission မှာ permission နေပါလေပေးမယ်အဲမနော် permission နေအော် permission နေပါလေဖွင့်ပေးလိုက်မယ်နော် permission နေပါလေဖွင့်ပေးလိုက်မယ် okay permission နေဖွင့်ပေးလိုက်မယ်အဲ့တော့ဒီမှာလဲလိုအပ်တဲ့အရာလေးဟို permission နေ on ပေးလိုက်မယ် okay ပြီးပြီဆိုလို့ရှိရင်နော်ကျွန်တော်တို့တွေရပြီနော်ရပြီဆိုလို့ရှိရင် ရပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာလဲတော်တော်ဖွင့်နေတဲ့ကုတ်ပေါ်နေเนาะဒါဆိုရင်ဒီ develop phone မှာလဲဒါတော့ဆိုကြပါဦးပြပရောက်နေဖုန်းဆိုဆိုကြပါဦးဗျာအဲ့တော့ anita phone နဲ့ anita software လေးကိုဖွင့်လိုက်မယ်ဖွင့်ပြီလို့ရှိရင်လည်းသူလဲဒီမှာသူလဲဒီမှာကုတ်ကုတ်ပါเนาะအဲ့တော့ဒီကောင်လဲဒီမှာ permission နေတောင်းတယ်ပေါင်းရင်ကျွန်တော်တို့ဒါလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ okay ပြီးပြီး permission နဲ့ပါဖွင့်ပေးမယ်เนาะ permission ဖွင့်လိုက်မယ်ဖွင့်လိုက်မယ် app punch permission နှိပ်မယ်အမှန်ချစ်ပေးမယ်အမှန်ချစ်ပေးမယ်ဒါမှကျွန်တော်တို့ ဒီကနေ့စာရီပါပို့ပို့လို့လည်းရတယ်နော်စာရီပါပို့လည်းရတယ်โอเคဒီကောင်ကတော့ပေးလည်းရတယ်မပေးလည်းရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပေးလည်းရမပေးတော့ဗျာဒီကောင်ကလည်းကိစ္စမရှိဘူးโอเคအဲ့ဆိုလို့ရှိရင်ရပြီဒါဆိုဒီမှာကုတ်ရှိတယ်ဒီကုတ်ကသူ့ကိုပဲပြော ပြောသူ့ကုတ်ကကိုယ့်ကိုပဲထဲထဲရတယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေများသူ့ရဲ့ကုတ်ကိုပြောလိုက်ပေါ့နော်တောင်းလိုက်ပေါ့နော်ဒါမှမဟုတ်လည်းကိုကိုကိုသူ့ကိုပြောလို့လည်းရပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်ဒီကျွန်တော်ကဒီဖုန်းနဲ့ထိချုံမှာဆိုတော့သူ့ရကုတ်ကိုကျွန်တော်လမ်းမေးလိုက်မယ်မေးလိုက်မယ်ဆိုတော့ဒီမှာဘာလို့သူကုတ်က 1531 uh 549 549 336 336ပေါ့နော်โอเคအဲသူ့ကုတ်ကိုကျွန်တော်ရပြီဆိုရင်ဒီမှာမြားလေးနေရှိတယ်မြားလေးနဲ့ကျွန်တော်သူ့ကိုလမ်းပြီးရောကျွန်တော်ချိတ်ဆက်လိုက်မယ်เนาะချိတ်ဆက်လိုက်မယ်โอเคချိတ်ဆက်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီမှာသူ့စီမှာလဲတွားပို့နေတယ်ပေါ့နော်ဒီမှာဒီမှာသူ့သူ့စီမှာတွားပို့နေတယ်သူကနေပြီးရောဒီမှာအမှန်ရှိပေးမယ်အမှန်ရှိတယ် ကန်ဆင်တဲ့အဆက်ရှိရင်အဆက်နှိပ်ခတ်လိုက်မယ်နော်အဆက်လေးနှိပ်လိုက်မယ်ဒီမှာအဆက်လေးနှိပ်လိုက်မယ်အဲ့တော့ဒီမှာလည်းတရားပိတ်လို့လည်းရတယ်ပြီးတော့ star noun လေးကိုနှိပ်လိုက်မယ်နော် okay အဲ့ဒါဆိုလို့ရှိရင်နော်ဒီမှာသူနဲ့ကျွန်တော်တို့ ਨੇ ဒါခြေစမှုရှိသွားပါပြီရှိသွားပြီဆိုတော့ကျွန်တော်ဒီမှာဒီညာလေးသူပြနေရလေးကိုထောက်လိုက်မယ်နော်အဲဒါဆိုလို့ရှိရင် ဒါတူတူနဲ့ကျွန်တော်တို့ ਨੇ စကားလေးပိုင်းပြောမယ်ဆိုလဲပြောလို့ရသွားပြီဒါကသူဘီဟာလီဒီဒီမှာအသုံးပြုလို့ရတဲ့ခလုတ်လေးလေးပဲသူကဒီမှာ point နေနဲ့ပြပေးနေတာเนาะဒါတော့မိတ်ဆွေများကိုသုံးညင်လဲသုံးလို့ရတယ်မသုံးညင်လဲရတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီညမှာတစ်ချက်လောက်ဒီမှာဒီညမှာเนาะ all data collection ညာလေးကိုတစ်ချက်လောက်နေလို့ရမယ်เนาะ okay โอเคဒီလိုပေါ်လိုက်ဒီညာလေးပေါ့เนาะဒါဆိုရင်သူ့တက်ဖတ်ဖုန်းကဒီမှာကျွန်တော်ဒီမှာလာပေါ်နေပြီเนาะဒါလေးကိုထောက်လိုက်မယ်ထောက်လိုက်ပြီးတော့ open chat ဆိုလို့ open chat နေနဲ့လဲကျွန်တော်စကားပြောလို့ရတယ်เนาะ open chat နေနဲ့စကားပြောလို့ရတယ်ဒီဘက်မှာတော့ asset တွေ by နှိပ်ပြလိုက်မယ်ပေါ့เนาะ asset တွေ by နှိပ်ပြလို့ရတယ်โอเคအဲဆိုလို့ရှိရင်တော့ဒီမှာသူနဲ့ကိုနဲ့စကားရေး by ပြောမယ်ဆိုလဲပြောလို့ရတယ်โอเคကျွန်တော်စကားမပြောချင်ဘူးကျွန်တော်ထိန်းချုပ်ချင်တာဆိုတော့ကျွန်တော်ဒီမှာသူ့ဖုန်းထိန်းချုပ်ဖို့အတွက်ကျွန်တော်တို့တွေဒီမှာ အဲဒီမှာသူ့ဘက်ကအဲသူ့ဘက်ကစကားပြန်ပြောတာလေးကိုလည်းကျွန်တော်တစ်ချက်လောက်ချိတ်ဆက်မယ်ပုံနော် Okay Okay အမှန်ချစ်ပြလိုက်မယ်အမှန်ချစ်ပြလိုက်မယ်အဆက်နေလိုက်မယ်နော် Okay ဒါဆိုကျွန်တော်တို့နဲ့စကားပြောတာတော့ချိတ်ဆက်သွားပြီအဲဆိုကျွန်တော်တို့သူ့ဖုန်းထဲဟာလေးကျွန်တော်တို့ဖုန်းထဲကိုရောက်လာဖို့အတွက်ကျွန်တော်တို့ဆက်ဆက်ပြီးတော့ကျွန်တော်တို့သူ့ဖုန်းထဲကိုဝင်ကြည့်မယ်ပေါ့နော်ကျွန်တော်ပြပေးမယ် ဒီဟာလည်းခုနလိုပဲပေါ့နော်ဒီဘယ်ဘယ်ခလုတ်တွေကဘယ်ဟာလေးတွေတုံးလားဆိုတာလေးကိုဒါကသူကကြော်ညာပေးနေတာအဲ့တော့ကျွန်တော်ကျွန်တော်တွေဟုတ်ပြီပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော် ပြန်ထွက်လိုက်မယ်နော်ပြန်ထွက်လိုက်မယ် Okay အဲ့ဆိုကျွန်တော်တို့ကစကားတွေပါတယ်ပြောလို့လည်းရသွားပြီချိတ်ဆက်လို့လည်းရသွားပြီဆိုဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေအဲကျွန်တော်ဖုန်းထိန်ထိန်ချုပ်တော့မယ်နော်ထိန်ချုပ်လို့မယ်ဆိုတော့ကျွန်တော်ကျွန်တော်ဥမာဒီဖုန်းကိုကျွန်တော်ပြန်ပြန်ထွက်လိုက်မယ်နော်ပြန်ထွက်လိုက်မယ်ပြန်ထွက်လိုက်မယ် โอเคโอเคโอเคပြီးပြီဆိုတော့ကျွန်တော်ဒီကောင်လေးကိုထွက်ထွက်မယ်โอเคဒီမှာထွက်ထွက်လိုက်လို့ရှိရင်တော့ဒီမှာရသွားပါပြီเนาะဒီမှာဒီမှာဒီမှာကြည့်လိုက်ပါကျွန်တော်ဖုန်းနှလုံးတစ်လုံးဖြစ်သွားတယ်ပေါ့เนาะကျွန်တော်တွေဒီဒီမှာရှိတဲ့ဖုန်းချင်းတွေကဒီမှာလာပေါက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဲဆိုဆိုကြပါစို့ဒီဖုန်းနဲ့ရှိတဲ့အရာတွေအားလုံးကျွန်တော်ဝင်းဝင်လို့ရသွားပါပြီဒီမှာအဲ sorry ဒီမှာ okay โอเคโอเคဒီမှာနော်โอเคအလိုโอเคအဲ့ဆိုရင်တို့ရှင်ကျွန်တော်တို့ပါဒီကျွန်တော်တို့အဲဒီမှာနော်ဒီမှာကျွန်တော်ဒီမှာသုံးလိုက်တာနဲ့ဟိုဟုတ်ပါမှာလဲဟိုတစ်ဖက်မှာလဲတွားနေပေါ့နော်အဲ့တော့တစ်ဖက်လူပါတော့ဒီတိုင်းပဲကျွန်တော်တို့ဘာကြီးကြည့်နေဆိုတာကိုတူကတစ်ချက်လောက်ကြည့်ပြီးနေမှာဖြစ်ပါတယ်ဒီမှာသူ့ရဲ့ gallery ထဲမှာဘာတွေရှိတယ်အဲ့တော့ Facebook မှာဘယ်သူနဲ့စကားပြောထားတယ်ဘာမှဘယ်သူနဲ့စကားပြောထားလဲအဲကျွန်တော်တွေ တက်တော့မှာသူနဲ့စကားပြောထားတယ်သူဘာတွေတင်ထားတယ်ဟမ်စားပြီးကျွန်တော်နေအကုန်ဝင်ကြည့်လို့ရအောင်เนาะဒီဘက်ကကြည့်လိုက်တာနဲ့ဟိုဘက်မှာပေါ်နေမှာဖြစ်ပါတယ်အဲ့တော့ okay အဲ့မနော်မာဒီအတန်တူလိုက်တယ်နဲ့ဟိုဘက်မှာလည်းတန်တူသွားတယ်အဲ့မနော် okay okay ဒါဆိုရင်သူတို့ကျွန်တော်တို့ဘာတွေတင်ထားလဲဆိုတာလည်းကျွန်တော်ဒီဘက်ကကြည့်လိုက်တယ်နဲ့ဟိုဘက်မှာလည်းတော့ပေါ်နေမှာဖြစ်ပါတယ် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒါဆိုရင် ဒီက phone နေပြီးတော့ကျွန်တော်ထင်းချူတာပြီးရင်ဒီကနေပြန်ပြီးတော့ကြည့်မယ်နော်အဲ့ဒါလေးတစ်ချက်ကြည့်ပြီးမယ်အဲ့တော့ကျွန်တော်အကောင်လေးကိုအစနေပြန်ဖြုတ်ဖြုတ်လိုက်မယ်နော်ကောင်လေးကိုပြန်ဖြုတ်လိုက်မယ်ကောင်လေးကိုနှိပ်မယ်โอเคဒီကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်ကအာဒီကောင်လေးကိုပြန်ပြန်ပြန်နှိပ်လိုက်မယ်နော်โอเคအာပြန်နှိပ်လိုက်ပြီးတော့အဲသူ့ရဲ့ကုတ်ကိုဒီမှာပြန်ထည့်မယ်နော်โอเคตู้กดมาเปลี่ยนแท้มั้ยเปลี่ยนแท้มาตัวกอง1440 A50 เนาะ A50 โอเคဒီမှာမြားလေးရှိတယ်မြားလေးနဲ့သွားလိုက်မယ်เนาะโอเคပြီးလို့ရှိရင်เนาะကျွန်တော်တွေဒီ permission တွေပါတောင်းရင်မှာ asset တွေပါတောင်းရင်ပေးလိုက်မယ်เนาะဒီမှာ asset နေလိုက်မယ်เนาะ assets โอเคဒါဆိုရင်သူနဲ့ကိုနဲ့ခြေဆက်မှုရှိတော့ပါပြီအဲ့တော့သူ့ဘက်ကတော့ asset လုတ်ပေးဖို့လိုတာပေါ့เนาะသူ့ဘက်က asset လုတ်မပေးရင်เนาะခြေလို့မရဘူးပေါ့လေအဲ့ဒါလေးတော့ခြွင်းချက်တော့တစ်ခုရှိတယ် တလေးလေးတုံညာတလေးလေးတုံညာโอเค6ตุนญา450โอเคအဲဆိုရင်ဒီကုတ်လေးကိုသူ့ကုတ်ကုတ်တွေမှာရေးလိုက်မယ်ဒီမှာမြားလေးနဲ့သူ့ကိုကျွန်တော်တွေပို့ပို့လိုက်မယ်เนาะโอเคမြားနဲ့သူ့ပို့လိုက်မယ်ဒီမှာအဲဒီမှာလာပို့ပါပြီ asset ပို့လာပြီเนาะ asset လေးကိုနှိပ်လိုက်မယ်โอเคဒီမှာလဲအလောင်းပေးလိုက်မယ် အလောင်းလေး permission နဲ့တောင်းရင်အလောင်းလေး permission နဲ့ပေးလိုက်မယ်နော်โอเคအဲဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဒီမှာပေါ့နော်โอเคကျွန်တော်ဒီမှာဒီမှာရှိတဲ့ဒီဒီမှာဒီမြားလေးရှိရင်နော်ဒီမှာအဲမြားလေးနေနဲ့လည်းထုတ်လို့ရတယ်နော်ဒါကကျွန်တော်တို့တွေအာကျွန်တော်ဒီဖုန်းနေကွန်ပျူတာကိုလန့်ချိတ်မယ်ဆိုတော့ကျွန်တော်အဲ့လိုမြားလေးပါထုတ်လို့ရှိပါတယ်โอเคဒါတော့ဖုန်းဖုန်းချင်းဆိုတော့မြားမထုတ်လို့ရပါတယ်ကိစ္စမရှိဘူးပေါ့နော်ဒီမှာမှာအဲဒီမှာကျွန်တော်တို့ဒီကီးဘုတ်တွေ မကီးဘုတ်တွေများတွေကျက်နေတာထုတ်လို့ရပါတယ်โอเคကျွန်တော်တို့များတွေမထုတ်တော့ဘူးဗျာသူ့ဖုန်းထဲဟာကိုကျွန်တော်လန့်ကြည့်တယ်မယ်เนาะတစ်ချက်လောက်သူ့ဖုန်းထဲရောလန့်ကြည့်โอเคအဲဆိုလို့ရှိရင်ရပြီเนาะရပြီကျွန်တော်တို့ဒီမှာအဲကျွန်တော်တို့ဒီဒီဘက်ကဖုန်းကနေထိန်းချုပ်လိုက်တာ ਨੇ ဟိုဘက်ကဖုန်းထဲမှာဘာတွေရှိတယ်ပေါ့အဲသူ့ဖုန်းသူ့ဖုန်းမှာရှိတဲ့စာမျက်နှာတွေကကျွန်တော်ဖုန်းထဲမှာလာပို့နေတာဖြစ်ပါတယ်ဒီမှာเนาะသူ့ဖုန်းမှာရှိတဲ့စာမျက်နှာတွေအားလုံးကဒီမှာပေါ့เนาะဒီမှာ အဲကျွန်တော်တခြားလေးရှင်းပြပေးမယ်သူဖုန်းထဲမှာရှိတဲ့စာမျက်နှာတွေအားလုံးကထားထားပါတော့ဒီဖုန်းမှာကျွန်တော်တွေအာကျွန်တော်အင်္ဂလန်ကိုရောက်နေတဲ့ကျွန်တော်ကောင်းမလေးဆိုကြပါစို့အဲကျွန်တော်ဒီကနေ့သူဖုန်းထဲမှာဘာရှိတယ်ဆိုအကုန်အကုန်လန်းစစ်တာအဲအဲ့လိုပေါ့နော်အကုန်လန်းစစ်လို့ရရတယ်သူဖုန်းရဲ့ gallery ထဲမှာဘာရှိတယ်အဲ့တော့ကျွန်တော် Facebook တွေ Viber တွေ Instagram တွေထဲမှာဘယ်သူနဲ့ဘာတွေပြောထားဆိုတာကိုကျွန်တော်လမ်းမကြည့်လို့ရပါတယ် โอเคဒီလောက်ဆိုအားလုံးစီပြင်မယ်ထင်ပါတယ်ဗျကျွန်တော်မိတ်ဆွေများလည်းစမ်းသပ်လို့ရပါတယ် software လေးကတော့ AnyTab ပဲဖြစ်ပါတယ်တိဗီသားမိတ်ဆွေတော့များရယ်เนาะမတိတဲ့မိတ်ဆွေများအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ပြီးတော့မှာတော့ကျွန်တော် Temp View ဆိုတဲ့ software လေးကိုဆက်ပြီးသုံးပြပါဦးမယ်စင်ပြီးတော့ channel တဲ့ Lion Square နေပြီးအားပေးကြအားပေးကြပါဦးဗျအစီအမပြတာလေးလည်းမိတ်ခဲ့လို့ရရเนาะကျွန်တော်စမ်းကြည့်ပြီးပြီး Huawei, Vivo, Oppo, Samsung ကျွန်တော်အားလုံးကျွန်တော်စမ်းပြီးပါပြီဒီကောင်ဆိုလို့ရှိရင်ဒါမျိုးမျိုးမျိုးမတူတာတစ်ခုစမ်းထားတယ် Samsung နဲ့ Oppo နဲ့ပေါ့နော်ကျွန်တော် Vivo နဲ့ Oppo လည်းစမ်းပြီးပြီ Huawei နဲ့ Redmi နဲ့လည်းစမ်းပြီးပါပြီဗျအားလုံးအဆင်ပြေပါတယ်အဲ့တော့အကုန်လုံးအကုန်လုံးတော့လည်း software ရှိပါတယ်ဗျ Okay ဒီမှာနော်အဲဒါဆိုရင်ဒီဘက်ဖုန်းသလုံးဒီပါကျွန်တော်တို့ပြောပြောမစုံပြဟိုဟိုဘက်ကဖုန်းကဟိုဘက်ဖုန်းကညနေပြန်ကိုယ့်စီမှာလာပုံနေတာအဲ့တော့ကိုကြိုက်တယ်လို့စစ်စီလို့ရပါတယ်မသိရင်သူ့ဖုန်းသုံးညံတယ်လို့ပါပဲဗျ အဲ့တော့ဒါတော့ဆိုအားလုံးဆင်ပြေမယ်ထင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျအဲ့တော့ like and subscribe နေပြီအားပေးကြပါအောင်ဗျာ Like and subscribe, maybe I'll be chow out, yeah. Yeah, yeah.